အားလုံးမင်္ဂလာပါစိတ်ကြီးချမ်းသာခြင်းကိုကြံပါခြင်းနဲ့ပြည့်စုံနိုင်ကြပါစေဒီနေ့ထိုင်းရွှေစည်းတွေကတော့မနက်ပိုင်းမှာတရားတက်နဲ့ဈေးဖွင့်တော့ပါပြီဒီနေ့က20ရက်နေ့9လပိုင်း2020နဲ့9ခုနှစ်မနက်ပိုင်းထိုင်းရွှေစည်းကတော့တရားတက်ပါတယ်ပိုးစံကြောက်တသမ500ခန့်ရှိတဲ့ထိုင်းရွှေအကဲစီဆိုင်ကရောင်းတဲ့ဈေးက9100နဲ့မှ900ဆိုင်ကလက်ခံတဲ့ဈေးက9100နဲ့မှ400လက်ဝိညာဉ်ဈေးနှုန်းတွေကဆိုင်ကရောင်းတဲ့ဈေးက9200နဲ့မှ300ဆိုင်ကလက်ခံတဲ့ဈေးက9460ခွန်းတသမ 6လေးနဲ့ပေါက်ဈေးရှိနေပါတယ်။ကမ္ဘာရွှေတအောင်စားကိုဒေါ်လာ3330ကျွန်းနဲ့ထိုင်းရွှေဈေးကိုတွက်ထားပါတယ်။ဒေါ်လာကိုထိုင်းမှန်ငွေ30.63နဲ့ထိုင်းရွှေဈေးကိုတွက်ထားပါတယ်။96.5ငါးရာခိုင်နှုန်းရှိတဲ့ထိုင်းရွှေခဲကဘဏ်ကောက်ထဲမှာလက်ကန်200ရှိပါတယ်။ဒက္ခအပီအစီထိုင်းရွှေခဲတစ်ပတ်သားကို9800နဲ့ပေါက်ဈေးရှိနေပါတယ်။ဆိုင်ကလက်ခံနေဈေးကတော့ရာခိုင်နှုန်းပြန်မပြတ်ပဲဆိုင်က9400နဲ့ ပြန်ပြီးတော့လက်ခံပါပါလက်ဝိရဏရဲ့လက်ခတွေကတော့ဘန်ကောက်ထဲမှာတပတ်သားကိုတထောင်ကနေတထောင်ထိရှိနိုင်ပါတယ်မိမိဝယ်တဲ့ထဲပေါ်မှာမူတည်လို့ရောင်းတဲ့ဆိုင်ပေါ်မှာမူတည်ပြီးတော့လက်ခစင်းတော့ငါပြောင်းလဲမှုရှိနိုင်ပါတယ်ဒီနေ့တိုင်းရွှေလက်ဝိရဏတပတ်သားကိုပြန်ရောက်မယ်ဆိုရင်ဆိုင်က900ကိန်းလုံးပြတ်ပြီးတဲ့ပြင်ကို4800ကျော်စင်းနဲ့ပြန်ပြီးတော့လက်ခံနိုင်ပါတယ်ဒီနေ့မှာတော့တိုင်းရွှေစီးတွေကတက်စင်းနေပဲရှိနေပါသေးတယ်တိုင်းရွှေကဆက်လက်တက်ဖို့လာလာရှိနေပါသေးတယ်တိုင်းရွှေကိုစိတ်ဝင်စားလို့ဝယ်စုခြင်းတဲ့သူတွေအတွက်လက်ခစင်းသက်သားတဲ့ဆိုင်ကိုကျွန်တော်လက်ညွှန်ပေးပါမယ်ဘန်ကောက်ထဲမှာဆိုရင်စီနက်ကလင်စီကော့စခွဲမှာတွားပြီးတော့ဝယ်လို့ရပါတယ် တပတ်သားကိုလက်ခံနေရငါးပတ်သားဒီဝင်မယ်ဆိုရင်လက်ကအကုန်ကြမရှိပါဘူးထိုင်းရွှေစင်းငွေစည်းတွေကိုမြန်တန်းတင်ပေးပါတယ်ထိုင်းရွှေစင်းငွေစည်းတွေကိုသိချင်နေဆိုရင်ကျွန်တော်ရဲ့ဗီဒီယိုလေးကို follow လုပ်လိုက်လို့ထားနိုင်ပါတယ်အားလုံးပဲစိတ်ချမ်းသာခြင်းကုကြမှာခြင်းနဲ့ပြည့်စုံပြီးအနေရကင်းလို့ပြီးရှင်နိုင်ကြပါစေ